ီနေ့စီရင်ကတော့တပတ်တင်ထူးခြားဖြစ်ခဲ့တဲ့သတင်းတွေကိုပြန်လည်ဆွေးနွေးတုံ့တက်တင်ဆက်ပေးမယ်။ DPP Weekly Studio Digest စီစဉ်ဖြစ်ပါတယ်။ဒီစီရင်ကိုတော့ကျွန်တော်ပီတာအောင်နဲ့အတူ DPP က Wire တက်သမားတွေဖြစ်တဲ့ဦးမောင်တူကိုတောင်းဝတ်ထွန်းနဲ့မောဝေလူကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ Okay အခုသတင်းပတ်မှာထူးခြားတဲ့သတင်းဖြစ်စဉ်တွေကတော့ဒီနေပြီးတော့မှ Peace Forum 2025ကိုတော့ရကြချိန်မှနေပြီးတော့ဒီအီလာကန်ဖွံ့ဖွဲ့ မေကွန်မှာတော့စစ်ကောင်းဆောင်ကဒီတိုင်းသားတွေနဲ့ PDF တွေလည်းနဲ့ဆွံ့ကြဖို့နဲ့နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းလမ်းနဲ့တွေ့ဆုံဆွေးနွေးကြဖို့ဖိတ်ခေါ်ကြတာရှိပါတယ်။နောက်ဆရတာဂျေမြောက်ဥရောပအာရှစီဝိုင်းဖိုရမ်ဘူတရာဖို့ဗီလာရုစ်တိုင်းကကိုစစ်ကောင်းဆောင်နဲ့ပွဲတော်ရောက်နေတဲ့တဲ့င်းနောက်စကိုင်းအင်္ဂလိပ်ကြီးလောက်ခတ်ကြတာ၃လရှိပြီဖြစ်ပေမဲ့အင်္ဂလိပ်ပြည်ထောင်စုတွေကတော့ပြည်လဲတော်ရေးနဲ့လူသားချင်းစာနာမှုအကူအညီတွေလူအနေနဲ့ဖြစ်ပါတယ်ဒီကာလအတွင်းမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လူပေါင်း9000ကျော်တေဆုံးပြီးတော့တစ်ခေါက်ကျော်တိုက်ရသွားတဲ့တဲ့င်း နောက်အခုကဒီသတင်းပတ်တွေမှာစစ်ကောင်စီတပ်ကမော်ချီဖဲခုံစီဆိုင်နောက်ချိုကြောင်းမဲမုကုတ်ဆိုင်ဒေသတွေကိုတိုက်လေနေတဲ့ဗုံးကျဲတိုက်ခိုက်ကြလို့ပြည်သူတွေထိခိုက်ဒိဆုံးပြီးတော့အိုးအိမ်တွေထိခိုက်ပျက်စီးဆုံးရှုံးရတာရှိပါတယ်။နောက်ကမ်ဘလူးကန်ကောကြောက်ကြီးတို့ကြောက်တရာနောက်ရန်ကုန်မိုင်းလေးလည်းဟောက်နေဒီကေမီနယ်တို့မှာတော့တိုက်ပွဲတွေပြင်းထန်ဆက်လက်ဖြစ်ပေါ်နေပြီးတော့ KNL နဲ့ PDF ပူးပေါင်းတပ်တွေက KNU ရဲ့ဒီယာယီဌာနချုပ်ဟောင်းထိ ကပလက်စကန်ကို ပြန်ပြီးတော့သိပ်ပိုက်နိုင်ခဲ့တာရှိပါတယ်။နောက်ဒီညံပန်းနေဆက်မှုကျူးလွန်ကဲသူတွေကိုအပြစ်ပေးအရေးယူဖို့နိုင်ငံတကာကြားသူတွေကဒီညံပန်းနေဆက်ခံရသူတွေကိုကူညီထောက်ပံ့ရေးပြည်ပဆိုင်ရာနေ့မှာတောင်းဆိုခဲ့တာရှိပါတယ်။နောက်ဒေါက်တာဆဆူဂျီရဲ့မွေးနေ့တက်ရှိတဲ့ပြည်မွေးနေ့မှာဒီ TikTok မှာတပ်ပုံတင်ခဲ့တဲ့မြင်းကြံမျိုးကမီဒီယာဖန်ဆီးခံရတာအော်ဒေါ်ဆာဥစီမွေးနေ့ဆူတောင်းပို့စ်တင်တဲ့ MRTV ဝန်ထမ်းပြည်သူတို့ကိုတော့စစ်ကောင်စီကဖမ်းဆီးပြီးတော့နိုင်ငံတော်ဒီငြိမ်းရေးတိုင်းကို ဖျက်ပြားစေမှုနဲ့ရည်ယူထားတာနောက်တနွေပြုံမြို့မှာလည်းဒေါ်ဆန်စုကြည်ရဲ့ဝင်းဒီဆူတောင်းပေးခဲ့သူတွေနဲ့ပန်းတပိတ်ပြုလုပ်ခဲ့သူတွေရတစရိယကိုဖန်ဆီးပြီးတော့နောက်ပိုင်းမှာတော့ခဝင်ထိုးပြီးတော့ပြန်လုပ်ပေးခဲ့တဲ့နေ့ရှိပါတယ်။နောက်ထိုင်းမြန်မာနယ်စပ်မှာစောင့်မြင်မှာတော့ဒီမှာလပိတ်ဆိုင်နေတော့၃ဘင်းဆိုင်ကယ်မောင်းသူတွေပါဝင်တရားမဝင်မြန်မာနိုင်ငံသားတွေကိုထိုင်းနောက်ပိုင်းတွေကရှာဖွေဖန်ဆီးမှုတွေပို့လွတ်လာတဲ့အတွက်မြန်မာနိုင်ငံသားတွေထိတ်လန့်စိုးရိမ်နေရတာရှိပါတယ်။ဒီနေ့မှာပဲအီရန်နဲ့အစ္စရေး ို့ဒီရှေ့လေပိုင်းမှာတိုက်ပွဲတွေဖြစ်ပေါ်နေတာကြောင့်အစ်စရေးမှာရောက်ရှိနေတဲ့ဒီမနက်ငယ်သားတွေအလောက်ကင်နာတာရှိလို့ဝင်ငွေတွေထိခိုက်ပြီးတော့အဲဆိုးရိမ်စေးတွေနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေလည်းကြုံတွေ့ရတာရှိပါတယ်။နောက်ဒီမိုးကာလမှာရောက်လာပြီးဖြစ်လို့ရခိုင်ပြည်နယ်ဟောဒီပုံနေကျောကျောက်တော်မြောက်ဦးမင်းပြားတိတောက်အဲဆရာဒီသားတွေမှာတော့ငပြားရောဂါတွေဖြစ်များနေပြီးတော့သေဆုံးသူတွေလည်းရှိနေပါတယ်။နောက်စီဝိုင်းတွေနဲ့ပဲဆက်မယ်ဆိုတော့ကမ္ဘာနိုင်ငံဒီနိုင်ငံရေးနဲ့စီ ရိကင်မှုတွေကြောင့်ပြီးခဲ့တဲ့သတင်းပတ်ကဆာလိုအမေရိကန်ရဲ့ဒီဒေါ်လာဈေးတွေဟို73စီဈေးတွေလည်းတက်လာခဲ့ပါတယ်ဒီမှာနိုင်ငံမှာတော့73စီဒက်စီတလီတာကိုကျပ်3000ဝန်းကျင်နဲ့အမေရိကန်ဒေါ်လာကိုဒီမှာကျပ်ငွေ4580ထိဒါမြင့်တက်လာတာရှိပါတယ်ဟိုကျပ်သွန်ဈေးတွေကတော့ကျပ်သွန်ပေါ်ပြီးတက်လာတဲ့အထိမရောရတဲ့ဈေးတွေထပ်ပြီးကျလာတဲ့အတွက်ဒီတောင်သူတွေစိုးစိုးဝါးအရှုံးပေါ်နေပြီးတော့လာမယ့်ရာသီမှာကျပ်သွန်ပြန်ဆိုင်ဖို့အခက်အခဲကြုံနေရတဲ့သတင်းတွေရှိပါတယ် အောင်နိုင်ငံသတင်းတွေပေါ်မှာတော့အီရန်ရဲ့နျူကလ িয়ার စီမံကိန်းနေရာတွေကိုအမေရိကန်ကလေကြောင်းကနေပုံကျဲတိုက်ခတ်ခဲ့တာရှိလို့ဒီကာတာမှာရှိတဲ့အမေရိကန်ခြေစိုက်စခန်းကိုလည်းအီရန်ကပြန်ပြီးတော့တိုက်ခတ်ခဲ့တာရှိပါတယ်။နောက်ပြည့်ရက်စေးချိုးပေါက်တယ်ဆိုပြီးတော့အစ္စရေးနဲ့အီရန်တို့ကြားမှာလည်းပြန်လည်ဆွဆွဲပြောဆိုမှုတွေရှိနေပါတယ်။နောက်နယ်သာလန်နိုင်ငံသဟိမြို့မှာကျင်းပတဲ့ဒီတိုးထိပ်တီးစီဝဲမှာတော့ကာဝေး၃စီတီမြင့်တွေကိုနိုင်ငံအများစုကသဘောတူညီမှုရရှိခဲ့တာရှိပါတယ်။အဲတော့ကျွန်တော်ပထမဆုံး မြန်မာသတင်းတပုတ်ကတော့နေပြီးတော့မှကျင်းပနေတဲ့ငြိမ်းချမ်းရေးဖိုရမ်နဲ့ဒီဖိုရမ်ပုံမှန်မှာစေကောင်းဆောင်ပြောကြားခဲ့တဲ့မိကွန်းပေါ့နော်အဲ့ဒီမှာတော့တိုင်းသားတွေနဲ့ PDF တွေလည်းနဲ့ဆွံ့ပြီးတော့တွေ့ဆုံဆွေးနွေးဖို့ပြောခဲ့ရတယ်ပတ်သက်ပြီးတော့ဦးမောက်တို့အရင်ဆုံးတုံ့တက်ဆွေးနွေးပေးပါလားခင်ဗျာဒီ25ရက်နေ့ကနေပြီးတော့29ရက်ထိလောက်မှာပေါ့နော်လည်းလောက်ခဲ့တာပေါ့နော်အဲ့တော့ဒီဟာကြီးကသူကဘယ်လိုခေါ်မလဲဆိုတော့ဒီဒီလိုမျိုးလုတ်တဲ့ပွဲဆိုတာလေတကယ်တမ်းကျတော့ဟိုတကယ်တိုက်နေကြတဲ့ဟိုအဖွဲ့တွေပေါ့နော်ဒါမျိုးတွေက လာပြီးတော့မှထိုင်ပြီးတော့ဒီစစ်တပ်နဲ့ဗောနော်အာနာသိန်းထားတဲ့စစ်တပ်နဲ့အဓိကအာနာသိန်းတော်မကျင်တဲ့လူတိုက်နေကြတာဟုတ်အဲစစ်တပ်နဲ့ဆွေးနွေးကြတယ်ဆိုရင်တော့ဒါကငြိမ်းချမ်းရေးအောင်မြင်ဖို့လမ်းစားအစရတယ်လို့ပြောလို့ရတယ်ဆိုပြီးတော့သုံးတက်နေကြတာအများပြားကျွန်တော်တွေ့ရပါတယ်တကယ်တမ်းကျအခုကျတော့တိုက်နေရတဲ့ဖွဲ့နေရတဲ့တိုက်တုံးစစ်တပ်ကလည်းစစ်စင်တုံးအပြင်းထန်ဝင်ဆင်နေတာဗောနော်အဲအဲ့ဒီလိုနေရာမျိုးမှာတွားပြီးဆွေးနွေးကြရဆိုတဲ့အဖွဲ့ကလည်း ိုတချို့ဆိုတတ်မရှိတဲ့လူတွေတောင်ပါတယ်အဲအဖွဲ့တောင်ပါတယ်တချို့ဆိုလဲစစ်မတိုက်ဘူးနှက်မပေါက်တာကြာနေတဲ့အဖွဲ့တွေလည်းပါတယ်ဟိုတခြားအဲ့ဒါအကြောင်းမလို့ပေါ့နော်သူတို့စစ်တက်ဖက်ကလိုက်တဲ့လူတွေပဲတွားတက်တဲ့ဆွေးနွေးပွဲကြီးဖြစ်တော့ဟိုလုတ်ပွဲလို့လည်းပြောနေကြတယ်ပေါ့နော်ဘာမှဖြစ်မလာဘူးမအောင်မြင်တဲ့ဆွေးနွေးပွဲဆိုပြီးတော့လည်းပြောနေကြအနေထားရှိတာပေါ့အဲ့ခါကျတော့ဟိုဒီမှာစစ်ကောင်းဆောင်ကဘာပြောသွားလဲဆိုတော့ဒီသို့တော့ ကိုပီတာပြောတဲ့အချက်တွေပါပဲအများတော်တော်များများတော့ပြောတယ်ဒီပြောတာတွေကလည်းပြောခဲ့တာကြာပြီ၄နှစ်ကျော်၅နှစ်ရှိပြီဒီအတိုင်းပဲပြောတာပဲငင်ချမ်းရေးလုံမဲဟလာဒီအခုဆိုရင်ဒါရွေးကောက်ပွဲကနေနိုင်နဲ့သူလွှဲပေးမယ်နောက်ပြီးတော့ဒီ PDF တွေကိုတော့မှအကျန်းဖက် PDF တွေလို့ပြောတာမျိုးတွေရှိတာပေါ့နော်တကယ်ကဒီပြည်လုံးတိုက်နေတာ PDF ကတိုက်တာဒီပြည်လုံးလဲဒီနိုင်ငံရေးရဆိုရင်တိုင်းသားဖွဲ့တွေကလဲတိုက်တယ်တိုင်းသားဖွဲ့တွေကနေပြီးတော့ PDF ကိုစစ်ပညာရှင်တင်ပေးတယ် အဲ့ဒီကနေမှအလုံးပေါင်းကြတဲ့ခါကျတော့ PDF ကိုကြမ်းဖက်လို့ပြောထားခြင်းအပြင်ငញ្ញမ်းရေးမရနိုင်ဘူးအမင်းတို့ပြန်လာကြပါဆွေးနွေးမယ်ဆိုတာမျိုးဖိတ်ခေါ်ရမှာပေါ့နော်တိုင်းသားတွေတော့ဖိတ်ခေါ်လိုက်တာတွေ့ရတယ်အဲ့လိုအနေထားမှာတော့ဒီဒီဟာကြီးကတော့ရှစ်စစ်လို့ရတဲ့အနေထားတော့တိတ်မတွေ့ရပါဘူးအဲ့ဒီတော့တက်တဲ့လူတွေကလည်းဟိုငញ្ញမ်းရေးကိုတကယ်ပြစ်ကတ်ရဆဲကြမယ်ပေါင်းလောက်ကြမယ်ဆိုတဲ့လူတွေမဟုတ်ဘဲနဲ့စစ်တပ်ဘက်ကလိုက်နေတဲ့လူတွေကြီးပဲစစ်တပ်ကတနည်းတစ်ပုံအားဖြင့်ပေါ့ထောက်ပံ့မှုတွေရရှိထားတဲ့လူတွေပဲ ွားတက်နေတဲ့အနေအထားကိုတွေ့ရပါတယ်။ဒါကြောင့်မို့ရှေ့ဆက်တဲ့လမ်းကတော့တိတ်ကောင်းမှုမရှိဘူး။အခုဘလို့ဆိုကိုပီတာပြောလိုက်တဲ့အချက်မှာပဲရန်ကုန်မန်းလေးလမ်းဟောင်းရဲ့အရှိပဲပေါ့နော်။ဟိုကြောက်တဒါအကြောက်တကားအဖြူအဲညောင်လေးပင်အဒီမှာဆိုလို့ရှိရင်ဒီသူတို့ညဉ့်ညိုင်းဖူတိုင်းလုံးတဲ့အချိန်မှာပဲကင်ယူနဲ့ PDF ပူပေါင်းတက်တည်းရဟိုတခြားတက်တယ်လည်းပါတယ်ပေါ့နော်။တပ်ပေါင်းစုကကိုစကန်စကန်ကိုကိုတက်သိမ်းတယ်ပေါ့။ဒီစကန်တွေကနောက်ကတိုင်ရင်တွေကိုကာထားတဲ့စကန်တွေ။ ဲ့ခါကျတော့တက်သိမ်းပြီးတိုက်ပွဲတွေအခုထိဖြစ်နေတယ်စစ်ကောင်စီဘက်ကလည်းဟိုမလေးတိုင်းဒီကရားပြည်နယ်ရှမ်းပြည်နယ်ဒီဒီမှာဘုံကျဲတာပေါ့ဆိုတော့ပြောလို့မော်ချီတို့နောင်ချိုတို့ဒီမလေးတိုင်းဆိုမိုးကုတ်တို့ကျဲနေခါကျတော့ဟိုတကယ်ဆိုရင်ငင်းငယ်ကြီးလာကင်းလုံနေတာပဲနော်ဒါလေးတွေကရက်ထားဖို့လူသေးတာပေါ့ကျုပ်တို့တော့စေးရရတယ်ဗျာဒီတိုင်းပြည်အုပ်ချုပ်နေသူတို့အစိုးရမဟုတ်ဘူးအစိုးရလို့ပြောနေပြန်အာဏာသိမ်းထားတဲ့သူပဲဘာပြောကျုပ်တို့သဘောထားကြီးတယ်ဒီရက်ပိုင်းမှာတော့၄ရက်၄ပေါ့နော်၄ရက်၄တော့ရက်ပြီးမယ်ဆိုပြီး ဲ့လိုလေးဟိုလှုပ်လိုက်လှုပ်ထားလို့ရှိရင်ဒီဘက်ကတိုက်နေတဲ့လူတွေဘက်ကလည်းအော်ဒီဒီလောက်လေးတော့လေငញ្ញန်ရေးဖူဒန်လေးလုံနေအချိန်မှာရက်ပြီးတယ်ဆိုတာမျိုးနဲ့ကောင်းတဲ့အနေထားပေါ့နော်ယုံကြည်မှုပေါ့ဒေါ်စန်းသူကြီးပြောတယ်ယုံကြည်မှုပေါ့အခုကတော့စစ်တပ်ကိုယုံကြည်မှုကဒရိုင်းလူပြီလို့မရှိနေအချိန်မှာတော့ဒီဥစားပြဿနာရှိတယ်စစ်တပ်ဘက်ကလည်းဆိုတော့ပြောသလိုအင်အားကြီးထတ်ချက်နေတယ်ဒီဒီဘုံတောင်ချိုးတို့မှကျဲသလိုဆိုတော့မော်ချီဘက်မှလည်းကျဲတယ်အနေအထားမှာကျင်းနေပါကင်ပီနယ်မှာလည်းဘုံကျဲတာပဲချင်းပီနယ်မှာလည်းရှိတယ် ်ဒီကျွန်တော်ဘက်ကတဝယ်ဘက်ပေါ့နော် တောင်ပိုင်းဘက်ဒီမြို့နယ်တွေမှာလည်းထိုးစစ်တွေလုပ်နေသလိုဘုံတွေကျဲနေဒါပေမဲ့တခုရှိတာစစ်ကောင်စီအင်အားတွေနဲလာအပိုင်းရှိရဗျသူတို့ပြန်ပြီးစုဖွဲ့ပြီးတော့ထိုးနေလို့လို့သိရတယ်စစ်ကြောင်းတွေထိုးနေတယ်ဒီဒီလုံးနေတဲ့အချိန်ညံ့ဖို့လာလုံးနေတဲ့အချိန်မှာဒါပေမဲ့လေယုံတက်တွေပေါ့နော်ဟိုဟိုလက်နဲ့လုံးတဲ့ကပ္ပစားလို့ဘာလို့ဟာမျိုးတွေကလေယုံတက်တွေထပ်ပြီးထုံးထုံးနေရတယ်သူ့မှာအင်အားတွေအဲ့အနေထားရှိတယ်ပေါ့နော်ဒီစစ်သားတွေဒီအခုလုံးတယ်ဆိုတာလည်းတိတ်တော့ ဟိုတိုက်ရခိုင်တော့မရှိဘူးတိုက်ရခိုင်ရလည်းမရှိဘူးအဲ့ကြတော့ခြုံပြောမယ်ဆိုရင်တော့တော်လန်ရေးနွေဦးတော်လန်ရေးဘက်ကလည်းအရှိန်ပြင့်နေတယ်ပြင်းစင်းနေတယ်စစ်ကောင်စီဘက်ကလည်းဟိုငင်းချမ်းရေးဖော်ရံတာလုပ်တယ်တစ်ဖက်မှာလည်းတကယ်ထိုးစစ်လုပ်တယ်တကယ်ဖိနှိပ်တယ်တကယ်ဖမ်းနေလည်းမရသေးဘူးတိုင်းပြည်မှာလည်းစီးပွားရေးလည်းအဆင်ပြေအောင်မလုပ်နိုင်သေးတော့သူတို့ဘက်ကအာဂါရာနဲ့စစ်ကောင်စစ်တပ်ဘက်ကတိုက်တယ်လူဒီဘက်ကလည်းတိုက်နေတော့ဒီညီလာခံကြီးလည်းအောင်မြင်မှာမဟုတ်ဘူးနောက်ပြီးတော့ရှေ့ဆက်လည်းပို့ပြီးတော့တိုက်ပွဲတွေဖြစ်လာပြီးတော့ ပိုးပြီးစမီတွေပွားဖို့ပဲရှိတယ်ဆိုပြီးတော့တုံးတန်နေကြတာအဲ့ဒါတွေပဲလောလောဆယ်တွေ့ရှိနေရပါတယ်ခင်ဗျ။ဟောကျွန်တော်နောက်တစ်ခါဒီဇွန်လ26ရက်နေ့ကဒီရင်ပန်းနေဆက်သူတွေကိုကုညီထောက်ပံ့ရေးနိုင်ငံကနေ့ဖြစ်ပါတယ်။ဒီနေ့မှာဒီဒီမှာနိုင်ငံထဲမှာရင်ပန်းနေဆက်ခံသူတွေရဲ့အခြေအနေဘယ်လိုရှိလဲ case ဆက်ရင်ပန်းနေဆက်ခံရတဲ့ဒီကျူးလွန်ခဲ့တဲ့လူတွေရောပြစ်ပေးအရေးယူဖို့အခြေအနေကျူးလွန်ခံရတဲ့လူတွေကတရားမျှတမှု ရဖို့အခြေအနေရောဘယ်လိုရှိလဲနောက်ညီမနေဆက်ခံသူတွေကိုညီပေးဖို့ဘာတွေလုပ်တယ်လဲဆိုတာကိုလေ့လာထားတဲ့မတ်ဝေကပြပြပေးပါလားခင်ဗျာ အော်ဟုတ်ကဲ့ပါမနေ့ကပေါ့နော်ဒီဇွန်လ26ရက်နေ့ရဆိုလို့ရှိရင်ဒီညှိမှန်းနှိစက်ခံရတဲ့သူတွေကိုကုညီထောက်ပံ့ပေးရေးနိုင်ငံတကာနေပေါ့နော်အဲဒါပေမဲ့ဒီမြန်မာနိုင်ငံကတော့ဒီလူကုန်ဒိက္ခနဲ့အညီဆက်ဆက်မှုတွေဒါမှမဟုတ်ပြည်ပအပြည်ပရေးယူရာကိုစန့်ကျင်နေဒီနိုင်ငံတကာစာချုပ်မှာတော့ပေါ့နော်လက်မှတ်ရေးထိုးထားတာအခုချိန်ချင်းမရှိသေးပါဘူးအဲပြီးခဲ့တဲ့ပေါ့နော်အဲရက်သားဆိုရလက်ထ2012ခုနှစ်မှာပေါ့နော်ရက်သားဆိုရဂျာပြည့်ရေကောက်ပဲဝင်ပြီးတော့ဒီစာချုပ်မှာလက်မှတ်ရေးထိုးဖို့ဆိုတဲ့ကိစ္စကိုပေါ့နော်ဒီလွှတ်တော်မှာတင်သွင်းဆွေးနွေးခဲ့တာမျိုးရှိပေမဲ့ ဲ့ဒီစစ်တပ်ဘက်ကအပြင်းထန်ကခွဲခွဲတဲ့အတွက်ကြောင့်ပေါ့နော်ဒီစာချုပ်ကိုအခုချိန်ထိလက်မှတ်ရေးထိုးဖို့မရှိသေးတဲ့အခြေအနေမှာရှိနေပါတယ်။အဲဒီအတွက်ကြောင့်ပေါ့နော်စစ်ကောင်စီကအခုနောက်ပိုင်းမှာအာဏာသိမ်းနေပြီးတော့ဒီအကျဉ်းသားတွေကိုသူဖမ်းဆီးထိချုပ်ထားတဲ့လူတွေကိုလူကုန်တိုက်ခါနဲ့မညီတဲ့ညှဉ်းပန်းနှိပ်စက်မှုတွေကိုအပြင်းထန်ကျူးလွန်နေတာဒါဟိုသူတို့ဘာကြောင့်လက်မှတ်မထိုးလဲဆိုတာကိုဒါတွေကိုကြည့်ရင်သိနိုင်နေပေါ့နော်။အခုဆိုလို့ရှိရင်လက်ရှိဒီစာချုပ်မှာနိုင်ငံတကာသဘောတူစာချုပ်မှာလက်မှတ်ရေးထိုးထားတဲ့နိုင်ငံပေါင်းက190ကျော်ရှိနေပါတယ်။ဒီနိုင်ငံတွေဟာဆို လို့ရှိရင်ဟိုဒီဖက်စီခံရတာပဲဖြစ်ဖြစ်ဘလို့အခြေအနေမျိုးမှာပဲမဆိုပါတော့နှမနှိမ့်ဆက်တာတွေနောက်ရက်ဆက်ကြံကြုတ်တာတွေလူပုံဒိက္ခာနဲ့မညီတဲ့ဒီစစ်စင်းမင်းမြတ်နဲ့ဆက်ဆံမှုတွေပေါ့နော်ဒါတွေကိုအပြင်းအထန်ကန့်ကွက်ထားတဲ့ကန့်ကွက်ထားတာကိုပေါ့နော်လက်ခံသဘောတူထားတဲ့နိုင်ငံတွေကတော့190ကျော်ရှိနေပါတယ် အခုဒီအာနာသိမ်းပြီး2021ခုနှစ်နောက်ပိုင်းမှာပေါ့နော်2022ခုနှစ်ကနေဒီ2024ဒီဇင်ဘာအထိဒီလင်းနစ်တာကာလအတွင်းမှာဆိုလို့ရှိရင်စစ်ကြောရေးတွေရဲဘက်စခန်းတွေနောက်အချင်းထောင်တွေမှာဆိုလို့ရှိရင်ဒီပြင်းပြင်းထန်ထန်နှိမ့်မနှိမ့်ဆက်ခံရပြီးတော့တည်ဆုံးသွားတဲ့လူကြီးရာ282ယောက်ရှိခဲ့ပြီးဖြစ်တယ်လို့ဒီနိုင်ငံချင်းသားမြောက်ကွန်ကြီးစောင့်ရှောက်ရေးတင် ABB ရထုတ်ပြန်ချက်တွေအသိရပါတယ်ဒီထဲမှာဆိုလို့ရှိရင်ဒီအချင်းထောင်မှာတည်ဆုံးသူတွေနဲ့စစ်ကြောရေးမှာတည်ဆုံးသူတွေကပိုပြီးတော့များတာကိုလည်းတွေ့ရတယ်စစ်ကြောရေးလို့ ို့ကြားလိုက်တာ ਨੇ အကုန်လုံးကသိရယ်ဒီဘလောက်ထိဆိုးွားတဲ့ဆက်ဆံမှုတွေဘလောက်ထိဆိုးွားတဲ့လူမဆန်တဲ့ပြစ်ထန်တဲ့နှိမ့်ဆက်မှုတွေကိုခံစားရမယ်ဆိုတာကိုအားလုံးကတွေးကြည့်အောင်နဲ့သိပြီးသားเนาะ ီးတော့ဟိုဒီလိုမျိုးအခြေအနေမှာဆိုလို့ရှိရင်အာဒီတွန့်လွန်ခံရတဲ့သူတွေနစ်နာသူတွေရာဆိုလို့ရှိရင်တကယ်လို့အသက်မသေးဆုံးသွားသည့်တိုင်အောင်ပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေနဲ့ပြင်းထန်တဲ့ရုပ်ပိုင်းဆိုင်ရာချို့ယွင်းမှုတွေကိုသူတို့ကကာလအရှည်ကြီးခံစားခဲ့ရတယ်ခုနကကိုပီတာပြောခဲ့သလိုပဲဒါကဆက်နာရှင်အဆက်ဆက်ကျွလွန်ခဲ့တာဖြစ်တဲ့အခုဒီအာနာတိန်ဖြစ်စင်မှာမှဒါမျိုးတွေရရှိနေမှာမဟုတ်ဘူးအာလွန်ခဲ့တဲ့ဟိုနှစ်ပေါင်းများစွာပေါ့နော်လွန်ခဲ့တဲ့10နှစ်ကျော်လွန်ခဲ့တဲ့20ကျော်လွန်ခဲ့တဲ့30ကျော်စသဖြင့် အာအနာရှင်နေအဆက်ဆက်ကဒီလိုပုံစံပဲလူတွေကိုဆက်ဆက်နေဒီလိုပုံစံပဲလူတွေကိုဖန်ဆီးနှိမ့်ဆက်ညှိမ့်မှန်းတာတွေကိုလုပ်ခဲ့တယ်။အမနီကဆိုလို့ရှိရင်ဒီညီမအင်တာဗျူးလုပ်တဲ့နင်နာသူတယောက်ဆိုလို့ရှိရင်ပေါ့နော်2006ခုနှစ်ဒီစမ်းချောင်းဘရုံမှာဘုံပေါက်ွဲမှုမှာပေါ့နော်သူကမတရားဆွဆွဲခံရတယ်။ဒါပေမဲ့သူကတာမန်ဒီ NLD ပါတီကိုတယောက်ပဲဖြစ်တယ်။ ဒီပုံပေါက်ခွဲမှုကသူနဲ့ဘလို့မှမသက်ဆိုင်ဘူးဒါပေမဲ့သူ့ကိုဖမ်းဆီးတယ်ဖမ်းဆီးပြီးတော့အတင်းအဓမ္မဝန်ခံခိုင်းတယ်အဲ့ချိန်မှာသူကဒီလူငယ်လူလက်ပိုင်းလေးပဲရှိသေးတဲ့အခါမှာဟိုသူကညင်းတယ်သူမဟုတ်ဘူးဆိုတာဒါပေမဲ့သူ့ကိုတော်တော်ပြင်းပြင်းထန်ထန်လူမဆန်တဲ့ဒီပါဇက်ကနေအောင်ထုတ်ပြောလို့မရတဲ့လူမဆန်တဲ့ညှိမနှိမ့်ဆက်မှုတွေကိုသူကခံခဲ့ရတယ်အဲတကူလုံးဆိုသူပြောတဲ့ခေါင်းကနေဒီခြေပြားအထိကို အစင်းချောင်းဒီတို့နံပါတ်1တုံးနဲ့ရဘာတုံးနဲ့ရိုက်တဲ့အစင်းချောင်းမရှိတဲ့နေရာမရှိဘူးပေါ့နော်စသဖြင့်အဲ့လိုဟိုသူခန့်ခဲရတယ်ဒါပေမဲ့ဒီဖြစ်ရက်ကဟို15နှစ်ကျော်ကြာသွားတဲ့တိုင်အောင်အခုချိန်ဒီသူ့မှာလုံလောက်တဲ့အဲစိတ်ပိုင်းဆိုင်ရာအပံ့ပိုးမှုတွေရုပ်ပိုင်းဆိုင်ရာပံ့ပိုးမှုတွေမရှိခဲ့ဘူးပေါ့နော်အခုဆိုသူကချစ်တချောင်းအဲအဲ့လိုတိမ်နေတဲ့ပုံစံလမ်းလျှောက်ရခက်ခဲတယ်နောက်ပြီးခါးတွေကိုရိုက်တဲ့တန်ချောင်းပေါ့နော်သူကြကြထိုင်မှုခက်ခဲတယ်အလေးပင်တွေမမနိုင်ဘူးစသဖြင့် ဒီလိုမျိုးနောက်ဆက်တွဲရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေနဲ့သူသူအဲ့အကြောင်းကိုပြောပြတဲ့အချိန်မှာလည်းဟိုယောက်ျားကြီးတံမဲပေါ့နော်သူအရန်ကိုရှိုက်ကြီးတက်ငင်းနဲ့ဝန်းနေတဲ့ဟာမျိုးကိုညီမတို့ကြားခဲ့ရတယ်။ဒါတွေကရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေအပြင်ကိုစိတ်ပိုင်းဆိုင်ရာကသူတို့တော်တော်ပြင်းပြင်းထန်ထန်ထိခိုက်ထားတာကိုညီမခန်းစားမိတယ်။ဒါတွေကအခုချိန်ထိကြောင်ဘလို့မှသူ့မှာထိရောက်တဲ့ပတ်မှုတွေမရဘူးဆိုတာမျက်မြင်တွေ့တွေ့ခဲ့ရတယ်ပေါ့နော်။အဲ့တော့သူကပြောတယ် သူ့လိုပဲအခုဒီ new dollar ရေးကာလမှာကြုံခဲ့ရတဲ့လူငယ်တွေကလေးတွေအသက်မသေဆုံးတဲ့တိုင်အောင်ပေါ့နော်စိတ်တွေသေဆုံးနေတဲ့ကလေးတွေအတွက်လုံလောက်တဲ့စိတ်ပိုင်းဆိုင်ရာပံ့ပိုးတွေပေးပါတချိန်ကျရင်ဒီလိုမျိုးပေါ့နော်လူလူကထောက်ခံတဲ့အစိုးရသာတက်လာခဲ့မယ်ဆိုလို့ရှိရင်အဲဒီစာချုပ်မှာမဖြစ်မနေလက်မှတ်ထိုးပါဒါသူတောင်းဆိုရဲပေါ့နော်ပြီးတော့ဒီခုနပြောတဲ့ဒီရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာတွေကိုသူတို့အတွက်အမှတ်တမ်းတင်ပေးထားပါဒါတွေကသူတို့တောင်းဆိုရဲဟာတွေပေါ့နော်ဒါတွေကတကယ်လည်းလိုအပ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ အဲတော်လိုင်းပြီးတော့ဒီတိုင်အောင်ဒါတွေကပျောက်သွားလို့မရတဲ့အဖြစ်အပျက်တွေဖြစ်တဲ့ဒီစာချုပ်တွေမှာနိုင်ငံတကာဘောသူစာချုပ်တွေမှာမဖြစ်မနေလက်မှတ်ထိုးဖို့လည်းလိုတယ်။ဒါအပြင်စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့ပေးမှုတွေကိုလည်းနောက်တက်လာမယ့်အစိုးရရဲ့အဆက်ဆက်ကပတ်မိုးထောက်ပံ့ပေးဖို့လိုတယ်လို့ညီမအနေနဲ့ကပြောချင်ပါတယ်။ဟုတ်ကဲ့ပါနော်။ဒါကဒီညီမလေးစမှုတွေထဲမှာဒါအစိုးရပုံစံပြည့်တဲ့ဒီမျိုးသမီးတွေပေါ်မှာလိမ်ပိုင်းဆိုင်ရာအကြံပေးမှုတွေနဲ့ပတ်သက်ပြီးလဲ ပြောပြပေးပါအောင်သူသဖြင့်ဒီအနာသိပ်ပြီးနောက်ပိုင်းမှာပေါ့နော်ဒီစင်ကောင်စီရဲ့ချန်ပီယံမှုတွေရှိတယ်လို့ဒီဒေါ်လာရင်းတဲမှာဒီပြိပခအတွင်းမှာလည်းလူသမီးတွေပေါ်မှာနေဆိုင်အချမ်းမှုတွေလည်းရှိနေဆိုတော့အနေပသက်ပြီးလည်းပြောပြပေးပါအောင် အော်ဟုတ်ကဲ့ပါဟိုခုနဟိုကွန်ပျူတာပြောသလိုပဲဒီလိုမျိုး violent ပေါ့နော်အဲဆက်ဆံမှုကြမ်းတမ်းတဲ့အထဲမှာတော့ဒီအမျိုးသမီးကိုလိမ်မိုင်းဆိုင်ရာအကြမ်းဖက်တဲ့ကိစ္စကတော့တကယ်ကိုအဆိုးဆုံးကိစ္စတွေထဲရတစ်ခုဖြစ်ပါတယ်ဒီအနာသိမိနောက်မှာတော့ဒါတွေကပိုပိုပြီးတော့များလာတယ်ဆိုတာကိုတွေ့ရတယ်အရင်တော့တော့ရှိရတယ်ဒါပေမဲ့ဒီအချက်လက်တွေအထောက်အထားတွေကခက်ခိုင်လုံလုံထောက်ပြလို့မရတဲ့အဖြစ်မျိုးတွေလည်းရှိခဲ့မှာပေါ့နော်အခုကတော့ဒီအမျိုးသမီးဖွဲ့တွေရက်ဖက်ဖွဲ့တွေကတိတိကျကျစစ်စစ်ကောက်ယူထားတာမျိုးတွေရှိပါတယ်အခုဆိုလို့ရှိရင်ဒီအနာသိ2021ကနေပြီးတော့အခု 2025ပေါ့နော်မေလအထိကိုဒီပြိပခါတွေအတွဲမှာပဲအမျိုးသမီးနဲ့နောက်ပြီးအမျိုးသမီးလို့ခံယူထားတဲ့သူတွေပေါ်ပေါ့နော်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တဲ့ဒီ sexual violence လို့ခေါ်တဲ့အမှုပေါင်းက1000နီးပါးရှိပါတယ်ရှင်963ခုရှိတယ်လို့ဒီမြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ်မြန်မာပေါ့နော် WLB ရဲ့ထုတ်ပြန်ချက်ရဟိုသိရပါတယ်အဲ့ဒီတည်းမှာဗာရီပါမလဲဆိုရင်ဥမာမဒိန်မှုတို့နောက်လိမ်မဲဆိုင်ရာအကြမ်းဖက်မှုနောက်ပြီးတော့ကြားမအခြေပြုရပေါ့နော် အကြမ်းဖက်မှုတွေရှိတယ် ဲ့ဒါတွေအားလုံးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်အများစုကတော့ဒီတော်လည်ကာလတွေမှာဖြစ်ခဲ့ပြီးတော့အများစုကတော့ဒီစစ်ကောင်စီဘက်ကကျွလွန်တာပေါ့နော်ဒါပေမဲ့အဲ့ဒီထဲမှာလည်းဒီတော်လည်ဘက်ကတော်လည်မှာပါဝင်လှုပ်ရှားနေသူတွေရဲ့အဲအကြမ်းဖက်မှုတွေလည်းပါဝင်နေအောင်တွေ့ရပါတယ်အဲဒါကိုကြည့်မယ်ဆိုလို့ရှိရင်ဒီလက်ရှိကာလမှာကဒီဥပဒေအဲဥပဒေရဲ့ပံ့ပိုးမှုကအားနေတယ်နောက်ဥပဒေလုံခြုံမှုကအားနေနေတဲ့အခြေအနေမျိုးကိုတွေ့ရတယ်ဒီဘက်က ဟိုစစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကတော့ဒါပြောကြအောင်မရှိဘူးဘယ်လိုတိုက်တန်းပြီးတော့ဘယ်သူကအရေးယူရမလဲဆိုတဲ့မျိုးကွန်ရှိတာပေါ့နော်အဲဒါပေမဲ့ဒီလိုမျိုးတော်လိုင်းရေးဘက်မှာထောက်ခံတော်လိုင်းဘက်မှာပါဝင်နေတဲ့လူတွေကိုရောဘယ်လိုမျိုးတိုက်တန်းရမလဲဘယ်လိုမျိုးအရေးယူဖို့အတွက်ဘယ်လိုမျိုးရှေ့ဆက်ရမလဲဆိုတဲ့မျိုးကွန်ရှိပါတယ်အဲဒါကိုတော့အမျိုးသမီးဖွဲ့တွေက အစဉ်တစ်ဆက်တောင်းဆိုလာတာရှိပါတယ်ဒါကတော့အခုလက်ရှိပြည်သူတွေရေကောက်ထားတဲ့မြို့သားမျိုးဆိုရအန်ယူဂျီရဲ့ဒီတရားရေးမှန်တမ်းကိုပေါ့နော်တတဲမမတ်နဲ့အရေးယူဆောင်ရွက်ပေးဖို့ဆက်ပြီးတော့ဒါတွေကိုအဲပြပေးရေးယူတာတွေကိုပေါ့နော်မှန်မှန်ကန်ကန်လှုပ်ဆောင်သွားဖို့အတွက်မြို့သမီးဖွဲ့တွေကတိုက်တွန်းနေတာရှိပါတယ်အဲဒီလိုခုနပြောတဲ့ဒီအဲအကြက်ဖက်မှုတွေဆိုတာကပေါ့နော်အဲ တော်လည်းရွှေဖွဲ့တွေကလုံးတလို့တိုင်းသားလက်နက်ကင်တွေဘက်ကလည်းကျွလွန်လာရှိရဲစစ်ကောင်စီကတော့အများဆုံးဖြစ်တယ်အဲ့ဒီအထဲမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီစကိုင်းနောက်ရှမ်းကရင်ပြည်အဲ့ဒီဒေသတွေမှာရှိတဲ့အမျိုးသမီးတွေကဆိုလို့ရှိရင်တဲ့ဒီလိမ်မိုင်းဆိုင်ရာအကြမ်းဖက်ခံရတာအပြင်ဘုမတက်ဖြတ်ခံရတဲ့အခြေအနေတွေအထိကျွလွန်ခံခဲ့ရတာကိုလည်းတွေ့ရတယ်လို့ WFP ကထောက်ပြပြောဆိုလာတာရှိပါတယ်ဒီအခြေအနေတွေကကြည့်မယ်ဆိုလို့ရှိရင်ဟိုတကယ်တမ်းပြောရရင် အမျိုးသမီးတွေက ဟိုအကြက်ဖက်ခံရရဆိုတော့အပြင်ကဒီလိမ်မိုင်းဆိုင်ရာအကြက်ဖက်ခံရတဲ့ဟာအစိုးဆုံးဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဟိုလက်ရှိတာဝန်ရှိနေတဲ့ပုဂ္ဂိုလ်တွေလက်ရှိတာဝန်ယူထားတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ဒီကိစ္စတွေပေါ်မှာတရားမျှတစွာနဲ့ပေါ့နော်ခုနပြောသလိုပဲဒီဟာအကြက်ဖက်ခံရတာဖြစ်တဲ့အတွက်ကြောင့်မျိုးသမီးတွေကရုပ်ပိုင်းဆိုင်ရာအပြင်ကစိတ်ပိုင်းဆိုင်ရာတွေလည်းထိခိုက်တဲ့အတွက်ကြောင့်သူတို့ကိုလုံလောက်တဲ့ထောက်ပံ့မှုတွေနဲ့လုံလောက်တဲ့အေးအေးဆောင်ရွက်မှုတွေကိုလှုပ်ဆောင်ပေးဖို့အတွက်မျိုးသမီးတွေကလိုလားနေကြပါရဲ့ရှင်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ခလို့ပြောကြပေးရအခုကနိုင်ငံတကာသတင်းတွေတင်ဆက်ပေးဖို့ဒါ တောင်းထုတ်ကိုအလဲပေးချင်ပါတယ်ဒီတစ်ပတ်မှာတော့အီရန်ရဲ့နျူကလ িয়ার စီမံကိန်းတွေကိုအမေရိကန်ကဒီကြောင်တက်ခတ်မှုတွေပြုလုပ်ခဲ့ပါတယ်ဒီလိုမျိုးလုပ်တဲ့နေရာမှာငင်းပွားမှုတွေလည်းရှိပါတယ်တကယ်တော့ဒီရောပြည်စီနိုင်ခဲ့လားအခုလိုတက်ခတ်တွေဒီရှေးလဲပိုင်းစပွဲကြီးကပြီးသွားပြီလားပေါ့နော်ဒီတက်ခတ်မှုရဲ့အကျိုးဆက်တွေဘာတွေဖြစ်လာနိုင်မလဲဆိုတော့ကိုတောင်းထုတ်ပြောပြပါလားဒီကတပတ်လုံးစောင့်ကြည့်နေရတဲ့တရင်တွေအဲအရာဆိုရင်တော့ဒီဒီဒီ American စစ်လက်နဲ့ပြဝဲကြီးသဘောဖြစ်တာပေါ့လေနော်အားလုံးစိတ်ဝင်စားနေကြတာဒီဒီတူပုံပါတွေပေါ့နော်ပုံပုံကျဲလင်းလေးအဲပုံကျဲလင်းနော်ဒီသူပုံကျဲ midnight hammer ဆိုတာပေါ့နော် midnight hammer ဒီညသကောင်ရံအဲသူဘောဒီ tempo ပေါ့အဲ့လိုညသကောင်ရံမှာထူတာပေါ့နော်အဲဒီ midnight hammer operation အဲဖြစ်တယ်အဲပုံကျဲလင်းတွေကဒီ american ရဲ့ဒီ အရှိတ်ချမ်းကနေဒီ Atlantic သမုဒ္ဒရာကိုဖြတ်ပြီးတော့ဒီ Africa တိုက်ကိုဖြတ်ပြီးတော့အဲ Iran အထိကိုပြန်တန်းလာဆိုလို့ရှင်16နာရီကြာတယ်အဲပုံကျလျင်ပုံကျလျင်တွေနဲ့လေရဲမှစီဖြည့်တာနေတယ်ပေါ့နော်တောက်လျှောက်ပြန်တန်းပြီးတော့25မိနစ်ကြာတိုက်ခိုက်ပြီးတော့ပြန်အပြန်လန်းကလည်း16နာရီကြာတယ်ဒီချိန်ထဲမှာတို့ဒီဟိုဘက်ကဒီ American ရဲ့ဒီအနောက်ဘက်ကံပေါ့နော်ဒီ Pacific သမုဒ္ဒရာကြီးကိုဖြတ်ပြီးတော့လေဒီ Guam ဂျွန်ဘက်ကို ဗီဒီယိုပုံကျဲလင်ရင်းနေသွားတာရှိတယ်ဒါကတော့ဟိုအယောင်ပြတာပေါ့လေအဲအဲ့ဒီဟို operation ပေါ့နော်အဲ့ operation တစ်စုံလုံးအချင်းချုပ်ပြောမှာပေါ့နော်အားလုံးသိပြီးသားလည်းဖြစ်မှာပါအဲအချင်းချုပ်ပြောရင်တော့လေးလေးဒီလေးအားလုံးပေါင်းဒီလေးရင်လေးရင်ပေါင်း125ဇီတိုက်လင်ရင်းနေပေါ့နော်ဒီ22ဟိုဟာတွေလည်းပါတယ် F22 35တွေလည်းပါတယ်အဲ တအားလုံးလေလင်းအစမုံ325ဇင်းလောက်ဒီအီရန်ကောင်းကင်ယံမှာအဲတာစီအကန့်အသတ်မရှိဟိုလုံချင်တိုင်းလုံနိုင်ခဲ့တဲ့သဘောပေါ့လေနော်။ဒါပြင်ဒီအမေရိကန်ရဲ့စစ်လက်နဲ့ပြပွဲလို့ပြောလို့ရတာတခုကဒီဘုံဟိုဟိုပေါ့နော်ဒီဘန်ကာတွေကိုဖောက်ထွင်းနိုင်တဲ့ဘန်ကာဘတ်စတာလို့ခေါ်တဲ့ဟိုက GBU 57ဆိုတဲ့တော့ပေါ့နော်။ပေါင်းချိန်3000လောက်ရှိတယ်။ ေါင်ချိန်သုံးသောင်းလောက်ရှိတယ်ပြီးတော့သူကဒီမြေဘန်ကာတွေကဒီ concrete reinforce ရှိတဲ့အတုနဲ့ဒဲနဲ့ဘန်ကာတွေကိုသူကထိုးပေါက်ဝယ်နိုင်တယ်ပေါ့နော်သူအမြင့်ပေပေလေးသောင်းလောက်ကလည်းကျလာမယ်နော်အဲသူ့မှာဟိုကမပါ engine တွေမပါတော့လဲပဲသူကပယ်ထိန်းနိုင်တယ်ဟိုဟိုကနေ GPS စနစ်တွေပါတယ်အဲနောက်ကနောက်ကဘန်ကာလေးလုံးနဲ့ထိန်းနိုင်တဲ့အတွက်သူက target ကိုတက်တက်ချိန်နိုင်တယ်ပေါ့နော်အခုသူအခုရည်ရွယ်ထားတာက ဒီဒီဖော်လို့ဆိုတော့ဒီနျူကလ িয়ার တန်ဆင်တဲ့ဟိုဘောနော်ဆိုင်ပေါ့နော်အဲ့နေရာဆိုလို့ရှိရင်တောင်တွေတောင်တွေကြားထဲမှာအဲထိဆောက်ထားတာပေါ့နော်အဲ့တော့သူတို့ဝင်ပေါက်ထွက်ပေါက်တွေကိုဟိုရှိရတယ်ပေါ့နော်အဲ့တော့ဒီအီရန်အဲ့ဒီဟိုနျူကလ িয়ার ဆိုင်ကအာသူတို့ရည်ရထားတာ၃ခုထဲမှာဒီဒီဖော်လို့ဆိုလို့ရှိရင်အောက်ကိုဘလောက်အနက်ဆိုင်ဟိုနည်းနည်းဆောက်ထားတယ်တော့မသိရဘူးသို့တော့ဒီဒီဘန်ကာဘတ်စတာ၃ကဒီတဲ့တဲ့ဆင်းလာပြီးတော့ဒီ ခဏမိုင်ဝဲကနေပစ်ချလိုက်ပြီဆိုလို့ရှိရင်သူကတက်တဲ့ချိန်ပြီးတော့ဆင်းလာပြီးတော့ဒီမီတာ60ပေါ့မီတာ60ဆိုတော့တွက်ကြည့်မယ်ဆိုရင်ပေနဲ့တွက်ကြည့်မယ်ဆိုရင်ပေ200နီးပါးလောက်ထိသူကထိုးပေါက်နိုင်တယ်အဲ့လိုထိုးပေါက်ဝင်သွားပြီးတော့မှအထဲကျတော့ပေါက်ကွဲတယ်ပေါ့နော်အဲ့နောက်တစ်ခါဒီ backer buster ရဲ့သဘောကရှေ့ကတလုံးပေါက်ဝင်သွားတဲ့အပေါက်ကိုပဲနောက်ထပ်တလုံးကဆက်ပြီးတော့ပေါက်ဝင်ပြီးတော့ပေါက်ခွဲတာပေါ့နော်အခုက operation midnight hammer ကအဲဒီ iran ရဲ့ nuclear ကိုလာပေါင်းများစွာဟိုနောက်နောက်ဆုတ်သွားနိုင်သလားတချို့ကလည်းနှစ်ပေါင်းနှစ်နဲ့ချီပြီးတော့နောက်ဆုတ်သွားနိုင်သလားဆိုပြီးတော့ခံမှန်းကြီးရှိတယ်ဒါပေမဲ့လုံးဝ ရက်ဆိုင်သွားနိုင်တယ်လို့တော့ပြောတဲ့အတွင်မျိုးတွေကျွန်တော်တို့မတွေ့ရဘူးပြန်ပေါ်လာနိုင်တယ်ဒီနောက်ထပ်လာနိုင်ချီပြီးတော့အဲကြာရင်တော့ဒါမှမဟုတ်နောက်နှစ်ပိုင်းမှာပြန်ပေါ်ရင်ပေါ်လာနိုင်တယ်အလောလောဆယ်တော့ကြည်ရတာအီရန်ခေါင်းဆောင်ဒီရာဒလာကမ်ပဏီကလည်းအသက်66နှစ်ဒီနေရာမှာပုံနေမှမသိဘူးပေါ့အဲ့တော့ပြန်ပြန်ပေါ်လာပြီးတော့သူ့နိုင်ငံသူပြန်အပြောတာပေါ့လေဟိုဟိုဝါရပြန်စကားတွေအပြောတာတွေ့တယ်အဲကျွန်တော်မြန်မာပြည် တေးတက်နေရဆလို့ရှိရင်ဒီလက်နက်တွေဆိုတော့စိတ်ဝင်စားကြပုံရတယ်ဒီ B2 အဲဟိုဟာဒီကိုပြောက်ရေဒါပြောက်တဲ့ပုံကျဲလေရင်ကြီးတွေအကြောင်းတော့เนาะ GPU GPU အဲ့လို Banker Buster ပုံကျဲလေရင်တို့เนาะအဲဒီမှာပြည့်စက်ကောင်စီဆိုလို့ရှိရင်လဲ Iran နဲ့ဆက်ဆံရေးရှိတယ်ဆိုတော့ Iran ကိုဟိုနည်းနည်းအမြင်ကတ်ကြတယ် Iran ကိုအထိနာသေးခြင်းနဲ့သူတွေညမပြေးမှာအဲများလိမ့်မယ်လို့ယူဆပါတယ်နောက်ဒီ ်ဒီဘန်ကာဘတ်စတာဆိုတဲ့ပုံကလည်းကျွန်တော်မြန်မာနိုင်ငံမှာဒီစက်ကောင်စီတုံးနေတဲ့ပေါင်900ပုံလို့တဲ့ရှင်းမယ်ဆိုရင်ဒီကောင်ပေါင်600ပေါ့နော်ရန်အားကပေါင်600ရှိတယ်ဒီဘုံကကြီးပဲပေါင်ချိန်3000ကျော်တယ်ပေါင်ချိန်3000ကျော်တယ်ဒီရန်ကြီးပဲပေါင်6000လောက်ဆိုလို့ရှိရင်ဟိုညီမကြီးစက်ကောင်စီတုံးနေတယ်ဆိုတဲ့ပေါင်900ပုံတွေထက်အဲဘယ်လိုခေါ်မလဲဆဲဆိုဆဲစားမက အာညာတာပေါ့လေတော့စစ်ကောင်စီကတော့အဲ့လိုဟိုဟိုဘုံကြီးတွေဟိုစိတ်ကူးခြင်းစိတ်ကူးနေမှာပေါ့လေဒါမှမဟုတ်သူ့ရဲ့မဟာမိတ်အာအီရန်အထိနာနေတာကြည့်ပြီးတော့စိတ်ချမ်းသာခြင်းမစိတ်ချမ်းသာမှာပေါ့လေဒါမဲ့ဒီဒီဒီဟိုပေါ့ဒီဒီ midnight hammer ရဲ့အာဟိုကအဲ့ဒီ american ကနှစ်ပေါင်းများစွာထုတ်လုပ်ထားပြီးတော့အဲ့လို၁၀စနစ်၁၅နှစ်လောက်ပြင်ဆင်ထားတဲ့လက်နက်ကြီးထုတ်ပြတဲ့ပြပွဲလေအာဖြစ်တယ်အီရန်ကိုလည်းဟို ်ထိမ့်ဖို့ဟိုဟိုစူးစမ်းတဲ့အစီအစဉ်ဖြစ်တယ်သို့တော့အလုံးဝအလုံးစုံဟိုချုပ်ငိမ်းသွားတဲ့အီရန်ရဲ့ညူလီယာရီမန်ချက်တွေတော့ချုပ်ငိမ်းသွားတဲ့အဆင်မဟုတ်ဘူးဆိုတာမျိုးအဲ့လိုမျိုးတော့ဟိုကောက်ချက်ချလို့ရမယ်ထင်တယ်ဟုတ်ကဲ့ကိုကြောင့်တို့နောက်တစ်ခါဒီနေ့နယ်သာလန်မှာကျင်းပတဲ့ NATO ထိပ်သီး CEO ပဲမှာပါရီထူးခြားခြားဆွေးနွေးဆုံးဖြတ်ခဲ့ကြတာရှိပါတယ်သူတို့ပြင်ဒီကဘွေးတုံးစီတွေနဲ့ပတ်သက်ပြီးပေါ့နော်သူတို့ဆုံးဖြတ်ခဲ့တာကျွန်တော်ကြားပါတယ်အဲ့ဒါလေးပြပြပေးပါဦး โอเค NATO summit က NATO ဒီမြောက် Atlantic စစ်မဟာမိတ်ဟို32နိုင်ငံဥရောပနိုင်ငံ32နိုင်ငံပေါ့เนาะဒီ American American ဒီ American တို့က Trump အဲတမတာယာရူးယာပြီးတဲ့တော့ပိုင်းမှာဒါပထမဆုံးဟို NATO ဟိုပေါ့เนาะ NATO မဟာမိတ် NATO မဟာမိတ်ဆိုနိုင်ငံ32နိုင်ငံရဲ့ပထမအဦးဆုံးဟိုထိပ်သီးဆွေးနွေးပွဲပေါ့အဲ့တော့ထူးခြားဆုံးကတော့ဒီကော်ဂွေဘတ်ဂျက်ကိုနိုင်ငံရဲ့ဝင်ငွေ GDP ရဲ့အဲ 900ခိုင်နှုန်းအထိတုံးတယ်ပေါ့နော်အခုချိန်အထိဆိုလို့ရှိရင်32နိုင်ငံမှာဟာတချို့နိုင်ငံတွေက2%တောင်မရှိဘူးပေါ့နော်သူတို့မှလည်းသူတို့ရုံးကန်နေရတာရှိတာပေါ့နော်ကိုစီးပွားရေးငွေကြီးဖောက်ပွားတာစီးပွားရေးကျက်နေတာလေကိုဗစ်နောက်ပိုင်းမှာခက်ခဲတွေထွက်တာတွေရှိတယ်သူတို့ရဲ့ social welfare ကိစ္စတွေရောပေါ့နော်အဲ့တော့နိုင်ငံ16နိုင်ငံလောက်အထိပဲ2%ကိုကျော်တယ်အခုကတော့ဒီ2025နဲ့စပြီးတော့လာမယ့်10နှစ်အတွင်းမှာ5%ထိတိုးမယ်ဆိုတော့ ဆက်လက်နဲ့တွေပိုဝယ်ရမှာပေါ့လေ။နော်အခုပဲဒီ UK ကနေပြီးတော့ဒီ American ဆက်လက်နဲ့တွေအစ်စ်တွေဝယ်မယ်ပေါ့နော်တိုက်လိုက်ရင်အစ်စ်တွေဝယ်မယ်ဆိုပြီးတော့ပြောတာတွေတွေ့ရတာတော့ NATO နိုင်ငံတွေကလည်းဟိုဒီ American ကကြော်ညာတွေလည်းထိုးထားတယ်လေ။နော်ဆက်လက်နဲ့တွေပိုတော့အောင်ပေါ့နော် Spain တခုကတော့အဲသူကတော့ပထမပိုင်းမှာကန့်ကွက်တယ်လို့ပြောတယ်။ကန့်ကွက်တယ်ဒီ2%အခုလူတော်စင်သူကသူ့ရဲ့ GDP ရဲ့1.5%ပဲသူကတုံးနိုင်တယ်သူမှလည်းစီးပွားရေးခက်ခဲတွေရှိတယ်။ အဲဆိုတော့ဒီဟိုကတို့5%ဒီလာမယ့်ဆန်နှစ်တည်းမှာတိုးတုံးဖို့စပိန်ကတော့ကန့်ကွက်တယ်လို့ပြောတယ်နောက်ပိုင်းမှာတော့အဲသူဘောတူလိုက်တယ်ပေါ့လေအဲ့တော့ဒါပေမဲ့အဲ့ဒီဟိုပါပဲဒီ trend က ဒီမင်းတို့ဂုံးဆင်းနေတယ်ပေါ့နော်သူကစပိန်ကိုလည်းပြောတယ် free rider ပေါ့နော်မင်းတို့ကမျောလိုက်နေကြတယ်ပေါ့နော်နေတိုးရဲ့ဂုံကုံကြစိတ်ကဟိုစစ်စစ်သုံးစိတ်ကတစ်နှစ်ကိုနော်အဲ1.5 trillion ရောက်ရှိမယ်အဲ့မှာသုံးပုံနှစ်ပုံလောက်အထိကအမေရိကန်ကသုံးတာက3ပုံ2ပုံလောက်1 trillion နေပါရှိတယ် ဆိုတော့ဂျန်နယ်နိုင်ငံတွေကတုံးနေတယ်နည်းနည်းလေးပဲပေါ့နော်အမေရိကန်ကိုအာကုန်းနဲ့ပြောလိုက်နေကြတယ်ဆိုပြီးတော့ Trump က Talk Show အပြစ်တင်ထားတာပေါ့နော်အခု Trump ကိုအဲစိတ်ချမ်းသာအောင်ဝိုင်းလုပ်ပေးလိုက်ကြတဲ့ပုံမျိုးပေါက်တာပေါ့လေအဲ့တော့ Trust Trump စိတ်ချမ်း Trump ကတော့အောင်မြင်တယ်ပေါ့လေနော်ဒီနေတိုကကဝေးဟိုထိတ်ထိတ်ဒီအစီဝေးအောင်မြင်တယ်ပေါ့အောင်မြင်တယ်ဆိုတော့အောင်မြင်စွာဟိုလက်နက်ပစ္စည်းတွေရောင်းရမယ်အလားလာတွေပုံများလာတာပေါ့လေကကဝေးသုံးသိလက်များလာမယ်အဲ့လိုခြုံပြောလို့ရမယ်ထင်တယ် ဟုတ်ကဲ့ပါကျွန်တော်လာမယ့်သတင်းပတ်တွေမှာမြန်မာနဲ့ကမ္ဘာမှာအခြေအနေများဖြစ်ပေနေတဲ့သတင်းတွေပတ်သက်ပြီးတော့ဆက်လက် disclaimer ရှိကြအောင်ပြောပြနေတယ်ပဲဒီ season ကိုဆုံးသတ်လိုက်ပါစီခင်ဗျာဒီ season မှာပေါင်းဆွေးနွေးပေးခဲ့ကြတဲ့ DP ဖွဲ့သားတွေအားလုံးကိုရော DP ပြည်သက်တွေအားလုံးကိုလည်းထူးပဲကျေးဇူးတင်ရှိပါရစေခင်ဗျာ